ီနေ့ကတော့ဖြိုးမော်လမြိုင်အောင်တုံးသွားထားစားထားတဲ့ daily blog လေးတင်ဆက်ပေးလိုက်ပါတယ်ဖြိုးရဲ့ blog လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်ဒီမှာ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  အားလုံးပဲမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့ဖြိုးတငယ်ချင်းတွေနဲ့အတူတူမော်လမြိုင်ကိုရောက်ခဲ့တာပေါ့နော်အာကိုကိစ္စနဲ့ကိုဆိုတော့လေဖြိုးကတော့မျက်နှာကိုစီကံတက်ပြတယ်ပြီးတာနဲ့တငယ်ချင်းတွေနေရာသူတို့မပြီးသေးဘူးဆိုလို့ဖြိုး ocean မှာ live ပြီးတော့လိုအပ်တာလေး live ဝင်မှာပေါ့နော်ဖြိုးက ocean ရောက်ပြီဆိုရင်ဖြိုးရဲ့ blog အတွက်လိုအပ်တာလေးတွေ live ဝင်ဖြစ်တယ်ပေါ့နော်အရင်ဆုံးအခုကတော့မျက်စိအစာ live ကြွေးထားပါတယ်ပြီးရင်တော့ blog အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ပါမယ် ဒီရောက်မှလေဖြိုးအဲ့ပကံလေးတွေဆိုတော့ဖြိုးဝယ်ဖြစ်တယ်ပြီးလက်အိတ်တို့ပေါ့နော်ဖြိုးမုတ်တွေလုတဲ့ခါတုံးနေပစ္စည်းတွေတော်တော်များများကဒီဖြိုးမော်လမြရောက်တိုင်းအိုးရှင်းမှာပဲဝယ်ဝယ်သွားဖြစ်တာပေါ့နော်ကဲပြီးတော့ဒီမှာပကံလေးတွေလည်းဖြိုးဝယ်ဖြစ်သွားပါတယ်ကဲဖြိုးလဲလူချင်တာတွေကြည်တယ်သူလဲသူလူချင်တာတွေလိုက်ပြီးတော့ကြည်ကြတာပေါ့နော် ဘလော့အတွက်ဝယ်ပြီးပြီဆိုတော့ကိုစားချင်တောက်ချင်တဲ့အမုတ်လေးတွေလျှောက်ပြီးတော့ဝယ်ပါပြီအခုတော့ဒွိင်းသီးတွေ့ပါတယ်ကဲအခုကတော့ဖြိုးအိုရှင်းမှာလိုက်ပြီးတော့စားချင်တာတွေလည်းဝယ်ပြီးပြီဆိုတော့ပတ်စံရှင်းမှာတော့မယ် ကဲမိုးအေးနဲ့လေလမ်းလျှောက်တာတော်တော်ညောင်းသွားပြီဆိုတော့ဘိုက်လည်းဆာပြီပေါ့နော်အဲ့ဒါနဲ့တကယ်ချင်းတွေကလည်းမပြီးသေးဘူးဆိုတာနဲ့ဖြိုးတော့ဒီ ocean ရဲ့အောက်မှာရှိတဲ့ဝိုင်းကီကီကိုကြေးဥဆိုင်မှာပဲဝင်ပြီးတော့ဘိုက်ဖြည့်လိုက်တော့မှာပေါ့နော်ဒါကတော့ကြေးဥကိုဖြိုးငဖဲ့လုံးကြေးဥလေးမှာလိုက်တယ်အပြင်းရလာတာလေမိုးအေးလို့လားမသိဘူးဒီကြိုးလေးတောက်လိုက်တာရင်ထဲမှာနှွေးသွားတာပဲအရန်တောက်လို့ကောင်းမသိလားပြောရင်းဆိုရင်လည်းမိုးအေးလေးနဲ့ပြန်အောင်တောက်ချင်သွားတယ် ဒီတစ်ခေါက်ကဖြိုးမော်လမြန်ကိုတငယ်ချင်းနေလာတာဆိုတော့လေနေချင်းမြန်ခီးပဲပေါ့နော်အဲ့ဒါကြောင့်ဘာမှတော့တိတ်မစားဖြစ်မှုတည်လာဒါကြောင့်မို့ဒီမှာ Michael ကိုကြိုးမှာပဲဖြိုးနောက်ထပ်ဖတ်ထုတ်ကြော်လဲမှာလိုက်တယ်ပြီးရင်ဖတ်ထုတ်စီချက်လေးလည်းထပ်မှထားပါတယ်ခုနကစေကံပြတဲ့အချိန်ရယ်ပြီးလို့ရှင်လိုက်ပြီးတော့ဈေးဝယ်တဲ့အချိန်ရယ်နဲ့မှဘိုက်တော်တော်ဆသွားတာပေါ့နော်အဲ့ဒါနဲ့အခုတော့ဆချင်းတာနေထပ်ပြီးတော့ဘိုက်ဖြစ်အောင်လို့ထိုင်ပြီးတော့ဆနေပါပြီ

ဘိုင်းဆန်ဆာနဲ့စားနေလို့လားမသိဘာဆာဆာကောင်းနေတာပဲကဲပြောရတော့ဒီ ocean မှာစားခြင်းနဲ့ဟာလေးတွေစားပြီးတော့ဘိုက်ပြေသွားပြီဆိုတော့တငယ်ချင်းတွေနဲ့အတူတူ Grand Mall နဲ့ Shopping Mall ကိုဆက်ပြီးတော့သွားလိုက်ပါဦးမယ် Grand Mall နဲ့ Shopping Mall ကကြတော့ဖြိုးလည်းမရောက်ဘူးသေးတခါမှမရောက်ဘူးသေးဘူးပေါ့နော်သူဖွင့်လာတာလည်းသိမ့်မကြသေးဘူးဆိုတော့လေရောက်တော့ဝင်လဲမှာပေါ့နော် သူတို့စစချင်းရှောက်ပြီးတော့ကြည့်နေကြတယ်အခုကတော့သဘောကျစောဒီယူဆိုင်လေးကိုတွေ့သွားတာပေါ့နော်ဒီယူဆိုင်လေးမှာသူကလေရောက်တာနဲ့ဖြိုးတို့အဲ့လိုဒုတ်လေးတွေပေးပြီးတော့ပေးမိတာပေါ့နော်စိုက်တာစားဆိုတော့ဖြိုးတို့ကတော့အကုန်လုံးတစ်ဖွဲ့လုံးမြင်းနေကြပါတယ် ကဲယိုလေးတွေကလေအကောင်စားကောင်းတွေပဲတည်တာတဝရင်မြည်ပြီးကြပြီဆိုတော့လေကိုလိုချင်တာလေးတွေကိုဒါ30တောက်6000ပေါ့နော်သူကအဲ့လိုမျိုးဝယ်လို့ရတယ်ဆိုတော့ဝယ်ပြီးတော့ပြန်ပါပြီအပေါ်ဆုံးတက်မှာကစားကွင်းရှိရဲကစားကွင်းရဲ့အရှိမလေးဒီကလေးတွေကြိုက်တဲ့ဂျယ်လီမုတ်လေးတွေရှိတာပေါ့နော်ပြီးရင်ဖြူကတော့ထုံးစံအတိုင်းအယုတ်ကောက်ချင်လို့အချွေစီလေးတွေဝယ်ပြီးတော့အယုတ်ဝင်ကောက်လိုက်ပါသေးတယ်ဒါပေမဲ့ရှုံးသွားပါလေ ကယ်ကွာတော့တထက်ပြီးတထက်ဖြိုးလိုက်ကြည့်နေကြတာပေါ့နော်။သူကလေအစ်စ်ဖွင့်ကစားဆိုတော့တိုက်တော့မစုံသေးဘူးတိလား။ကဲပြီးတော့ဖရိုးတို့မှာလိုချင်တဲ့အင်ကြီးလေးတွေဝင်ဝဲတယ်ပြီးရင်တော့ဘိုင်းကထက်ဆလာတော့ဒီ grand mall နဲ့ shopping mall မှာရှိရဲ့ lottery အချက်ကျော်လေးပဲဝင်စားကြတယ်ဝယ်ကြတာပေါ့နော်အိမ်အတွက်လည်းဝယ်စားကြပါတယ်ကဲကူကတော့အလုံးစားပြီးတောက်ပြီးဖိုင်လေးပြည့်ပြီးဆိုတော့ဘီလင်းကိုပြန်လာတော့မယ်ကဲဖရိုးတို့ကတော့ဒီမှာရလိုက်ပါတော့မယ်နောက်ပိုင်းကျရင်ပြန်လဲဆုံးပြေးကြမယ်တက်တာ